ျပန်နိုင်ငံဟာကမ္ဘာအမြန်ဆုံး10စက္ကန့်ကို gigabyte တပန်းကျော်မြန်နဲ့အင်တာနက်ကိုပြသလိုက်ပါတယ်။ဂျပန်နိုင်ငံအင်တာနက်အမြန်ဆုံးကြီးဟာကမ္ဘာစင်ကြီးသစ်တင်လိုက်ပါတယ်။ဂျပန်သုတေသီတွေဟာ10စက္ကန့်ကို1.02 petabyte နှုန်းနဲ့ data တွေပို့လွှင့်နိုင်ခဲ့ပါတယ်။ဒါဟာ10စက္ကန့်ကို gigabyte တပန်းကျော်ပို့လွှင့်နိုင်နေညီမျှပြီးတော့မိုင်1100ကျော်အကွာအဝေးကိုပို့လွှင့်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီအောင်မြင်မှုရဲ့အဓိကတော့ချက်ကလူရဲ့စံချီမြင်သမျှပါလွှာတဲ့ 19 core optical fiber ကိုအသုံးပြုကြတာဖြစ်ပါတယ်ဒီ fiber cable ဟာအတွင်းမှာတိကျ data လမ်းကြောင်း16ခုပတ်ဝန်းပြီးတော့ common fiber cable တွေထက် data ပေးပို့နိုင်စွမ်းကိုတိတိတတ်တာမြင့်တင်ပေးကြတာဖြစ်ပါတယ်ဒီနည်းပညာသင်ဟာအနာဂတ်မှာ AI, 6G, IoT အစရှိတဲ့နည်းပညာတွေအတွက်လိုအပ်တဲ့မြန်နှုန်းမြင့် internet ကိုထောက်ကူပေးနိုင်မှာဖြစ်ပါလိမ့်။အထူးသဖြင့်ဒီ fiber cable ဟာလက်ရှိတုံးနေတဲ့အခြေခံအဆောက်အအုံတွေနဲ့ တွဲဖက်သုံးပြုနိုင်လို့အနာဂတ်မှာပိုမြန်ဆန်တဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးကွန်ရက်အတွက်အလားအလာကောင်းတွေကိုဖော်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်ဒီလုံးဝမကုံနိုင်မဲ့ဖုန်းကိုအာဖရိကလူငယ်လေးတူကတီထွင်ခဲ့ပါတယ်။ Simon Petrus ဆိုတဲ့နမဘီယာနိုင်ငံသားလူငယ်လေးတယောက်ဟာစင်ကလည်းမလိုဘူး၊ဘေးဖြစ်စရာလည်းမလိုဘဲနဲ့ဖုန်းခေါ်ဆွနိုင်တဲ့ mobile phone တစ်မျိုးတီထွင်ခဲ့ပါတယ်။ Cellular line တွေမလိုဘဲနဲ့ radio ချိန်တုံးနဲ့ဖုန်းခွန်နိုင်တဲ့ device ပါ။ Simon ဟာဒီဖုန်းကိုသူတေသနာရေမှုတွေကရတဲ့ပတ်စံနဲ့တီထွင်ခဲ့တာမဟုတ်ပါဘူး။ သူ့မှာသာကြောင်းတက်ရင်ဟိုအားဒီကရတဲ့ electronic စိတ်ပိုင်းလေးတွေစုပြီးဖန်တီးခဲ့တာပါသူသုံးထားတဲ့ပစ္စည်းတွေမှာခေဟောင်းလက်ကင်ဖုန်းအစုပ်ကြီးတစ်ခုစီကပစ္စည်းပါတယ်လို့ TV အဟောင်းကထုတ်လွှင့်တဲ့ပစ္စည်းတွေလည်းပါပါတယ် line တို့ခြေလုံးနဲ့ပြန်လည်စစ်တဲ့နံပါတ် radio စနစ်တွေလည်းပါပါတယ် simon format က TV ကြည့်ရတဲ့ feature ပါတယ်လို့ LED မီဖန်နဲ့ USB audio mode တွေပါပါတယ်ဒါတွေကိုအိမ်ဖြစ် circuit ခုနဲ့မောင်းနေနိုင်ပြီးပြီးတော့ power switch ခုနဲ့ခြေသုံးပါတယ် စစ်တပ်သုံး walkie talkie တူဝဲရေဒီယိုတွေနဲ့အတူပေမဲ့မတူတာကသူကလက်ကင် mobile phone ဆိုပြောလိုက်တာပါ radio signal မိတဲ့ worldwide အတွင်းဘယ်နေရာမှာမဆို free call တွေကြိုက်ပြောနေပါလေဖုန်းလိုင်းမိတဲ့နေရာတွေတမောင်ပေးကြောင်းဆက်သွယ်ရေးပြတ်တောက်သွားတဲ့နေရာမျိုးမှာရွှေလိုဖိုးတယ်မဲ့တီထွင်မှုလို့ဆိုနိုင်ပါတယ်ဒီတီထွင်မှုနဲ့ပဲ cyber threat ကစုရခဲ့ပါတယ်စိတ်မကောင်းစရာက electronic engineer major နဲ့သူဘွဲရပြီးတာတော့မှ နှစ်နှစ်ကြာပြီဆိုပေမဲ့ခုတည်းသူ့နေပညာကိုဈေးကွက်ဝင်ထုတ်ကုန်ဖြစ်ထုတ်လုပ်ဖို့ဘယ်သူမှမထောက်ပံ့ဘူးလို့သိရပါတယ်။စိုင်းမွန်ရဲ့ဘေးမကွန်တဲ့ဖုန်းဟာ prototype အနေနဲ့ပဲရှိသေးတယ်လို့သူလည်းခုထိအလုံးမရသေးဘူးလို့သိရပါတယ်။နောက်ထပ်နေပညာသတင်းတစ်ပုဒ်ပြောချင်တဲ့ကြောင့်ဝေဟင်မှာတနအိုက်ကို124မိုင်နှုန်းနဲ့ပြန်တန်းနိုင်တဲ့မိုးပြန်ဆိုင်ကယ်ဟာတကယ်ဖြစ်လာပါပြီ။ပါတန်ဆိုသူဟာသူ့ရဲ့မိုးပြန်ဆိုင်ကယ်ကို Volunet Air Pilot နာမည်ပေးထားပြီးသူကိုယ်တိုင်စီးနင်းပြသခဲ့ပါတယ်။ ဖောင်လုံးနဲ့ air bike ကိုတက်တော်နဲ့တောင်းချတဲ့လက်တွေ့စီးပွားရေးဗီဒီယိုဖိုင်ကိုသူက YouTube မှာ share ခြင်းနေပါတယ်။ဖောင်လုံးနဲ့ရဲ့ website မှာ air bike တွေကလူတယောက်တည်းဆောင်နိုင်ပြီးတစ်နာရီကို124မိုင်နှုန်းထိပြန်သန်းနိုင်ပါတယ်။ကိုယ်တည်းကိုကြမ်းခံပြီးပေါ်ပါတဲ့အစင်းမြက်ကာဗွန်ဖိုင်ဘာနဲ့ 3D printing နည်းပညာသုံးပြီးထုတ်ထားပါတယ်။ပုံမှန်မော်တော်ဆိုင်ကနေတဲ့ဒီ air bike တွေက9ဆတာတော့မှပိုပေါ်တယ်လို့ပြောပါတယ်။တခြားငွေရေသုံးဖို့ပြင်ရင်လည်းမတူတဲ့ချက်ကဒီ air bike ဒီမှာချက်အင်ဂျင်တုံးစနစ်သုံးတာပါရှင်ကိုလိုလျောက်ဟန်ချက်ထိန်ဖို့ flight computer နဲ့အဆင့်မြင့်ထားတဲ့ကိုယ်ပိုင် stabilization system လည်းပါပါတယ်။ airbag ကဆိုင်ကမောင်းသူကိုအာကာသပြင်ကနေ360 degree ပဲလဲရှူစားလို့ရအောင်အမူးမပါတဲ့ reflect design နဲ့လာပါတယ်။လွတ်လပ်လပ်လပ်မျောလို့ရင်ရသားကိုအသက်တေးခံစားခြင်းနဲ့ bike ကတွေတော့ airbag ကအိမ်မက်တစ်ခုပါ။ဘောလုံးနဲ့ airbag တွေကိုစီးပွားဖြစ်ထုတ်လာဆိုတော့မသိရပါဘူး။ဈေးကွက်ရောက်မှဆိုရင်တော့ဘောလုံးတော့ကတည်းကဝယ်လက်ရှားစရာမလိုဘူးလို့ထင်ပါတယ်။